ဟယ်လိုအားလုံးပဲမင်္ဂလာပါကိုပြေပါဒီနေ့ကတော့ပကံကိုရောက်တော့ငယ်ဘွားကိုအမက်ရသွားစီတဲ့နန်းကက်စီနယ်လေးတွေ့ဆခဲ့ပါတယ်ခင်ဗျာနန်းကက်စီရောက်တဲ့အမကတော့မနေ့10ရက်နေ့17လောက်ဆိုရင်ရွှေစည်းကုံဘုရားတောင်းပဲဒါမှမဟုတ်ရင်အရှိတ်မှာဒါရောင်းလေးရှိပါတယ်ယာရီဥဒုပူလွန်နာရဲ့လမ်းလျှောက်ရလွန်နာရဲ့ကြောင့်အမကြီးရဲ့စတိုင်ကတော့အခုလိုလေးပါပဲခင်ဗျာ နံကစီစားဖို့အတွက်ဆိုရင် ဝေဖာပြားပေါ်မှာကစီနဲကိုခုလိုမျိုးကပ်ပြီးအုံဒီရွရွရလေးဖြူပေးတာမျိုးရယ်ငငယ်ကစားခဲ့တယ်လို့မျိုးဒုတ်ချောင်းလေးကိုခုလိုမျိုးကစီနဲလေးကပ်ပြီးအုံဒီလေးပြန်ကပ်ပေးတာမျိုးရယ်နှမျိုးရှိပါတယ်ဒုတ်ချောင်းလေးနဲ့ပဲစားစားဝေဖာပြားလေးနဲ့ပဲစားစား ကက်စီနိုတစ်ခုကို900ချက်ပဲပေးရတာမို့ပကံရောက်တဲ့အခါကျရင် စာကြည့်ခဲ့ဖို့မမေ့ပါနဲ့နော်ပကံဒေတာရဲ့ထညက်ကကောင်းလွန်နာကိုလူတိုင်းတည်ပြီးသားမို့အခုလိုနန်ကက်စီနိုလေးရဲ့အရာဓာလေးကဘလောက်တောင်အရာဓာရှိနေလိုက်မလဲဆိုတာတွေးကြည့်လိုက်ပါတော့ခင်ဗျာအုံဒီရတာစိမ့်စိမ့်လေးရဲ့ထညက်ရဲ့အချိုတက်လေးရဲ့နန်းစီဖောက်ဖောက်လေးရဲ့ကတော်တော်လေးကိုမှစားလို့ကောင်းပါတယ် ကျောင်းတက်တဲ့ငငယ်တုန်းကစားခဲ့ရတဲ့အရာဓာလေးကိုပြန်ခံစားရတာမို့အရန်ကိုကျေနပ်မိပါတယ်။ခုပြေကတော့ဝေဖာပြားလေးနဲ့ကပ်ပြီးစားရတဲ့ဟော်ဒီနန်ကက်စီနယ်လေးကိုပို့ကြိုက်ခဲ့ပါတယ်ခင်ဗျာ။ငယ်ဘဝရဲ့အရာဓာလေးကိုခံစားခြင်းရင်ပကံရောက်တဲ့အခါဟော်ဒီနန်ကက်စီနယ်လေးတော့စားကြည့်ဖို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။